်ညာကြီးပြောပြတာဒီလေဒါရှင်းပြရမယ်မတူဘဲနဲ့သူတို့ဥစ္စာပဲသူတို့အခိုင်မာယုံကြည်တဲ့ဘောတွေနဲ့တွေ့ရတယ်အဲ့ဒါအပေါ်မှာဟောအဲ့တော့ဘလို့ဖြစ်ပြီးတော့သူနဲ့တွေ့ပြီးတော့ဒီကိုပြတ်လာတယ်ဒီဟိုအရိယာမန်ရဲ့လေးကောင်ကိုရောက်တယ်ဘာမင်းလည်းတုံးနိုင်ပဲတော့သူအရင်ဆုံးစားရစီရဲ့အဲဒါကြောင့်လို့သူကသူနောင်းမယ်ဆိုတော့ပြီးတော့ကဒီ တရားကြောင်းဆင်းနေတာလည်းမလို့ဖြစ်တော့ဘူးကွာနော်ညဘယ်နှစ်နာရီကလာပြီးတော့အဲဒီချောင်းလာပြီးရောက်ပြီးတော့မှလည်း၃နာရီပဲလောက်ကြည့်ပြောဆိုပြီးတော့သူကဒုက္ခနာမယ်ဆိုတာမျိုးနဲ့အဲ့ဒါနဲ့ပြီးတော့သူကဘယ်မှာကျင်းတာမနေ့ဆင်းကျင်းတာလားအော်ရှင်ချောင်းမှာပဲကျင်းတယ်နော်လည်း၃နာရီပဲဆိုတာနိပြီးတော့သူ၄နာရီကျော်လောက်ပြန်ထွက်သွားတော့ပါလေအော်အဲ့တော့ဒီလိုအားတော့မပြီးသေးဘူးလေဒီလိုလည်းတခုခုဆိုင်တော့အဆုံးလိုက်ကြနော် ပြေစာသိအောင်ပေါ့အဲ့ဒါနဲ့တစ်ခါပြန်ပြီးတော့တွေ့ဦးမယ်လို့တတ်စေဟိုဘာပြန်တတ်စေသူဆက်တွေ့ပါမယ်ဆိုတာအဲ့ဒါနဲ့ပြီးတော့သူအပြန်ပြီးတော့လည်း6ရက်နေဆိုရင်စင်ကာပူမလေးရှားကြွားတော့မယ်ပြန်မှဒီရက်ကနေ့ကနေ့6ရက်နေပါဗျာဒီနေ့က2ရက်နေပါ6ရက်နေ။အော်ငါကဘုရားဆရာနေစင်ကာပူမလေးရှား။ဒါဆိုရင်ဒီလိုပြန်လာတာအခုစဉ်6ရက်တော့ရှိတယ်နော်။ဒီကစင်လာဆယ်ရက်တော့ရှိနေတာ။အဲ့ဒါ26ပြန်လာတာ။အချိန်က25ပြန်လာ။အဲ့တော့ဒီကနေ့မှ2ရက်ဆိုတော့ တပီတော့၄ရက်ကနေ၄ရက်ကြီး၆ရက်ပြီဒီမှာဆက်ပြောပါပြန်ပြီးတော့ကတော့အဲ့ဒါသူနဲ့ဆက်တယ်ပါတပီတော့အခုနေပြီးတော့ရောက်ခဲ့သူနေပြီးတော့လာမလားမရောက်ဘူးမှန်းမရောက်မှန်းလာမလားသူသူစိတ်ပြရရရှိလို့ပါလေအဲ့ဒါဆိုရင်အဲ့ဒါဆိုလည်းဒီဒီတော့ဒီအဲ့ဒါဆိုရင်မရောက်သူရဲ့၁၆မိုင်ကို ဝင်လိုက်မယ်ဟိုပြည့်ရဲ့ပေါ့နော်ဟိုစစ်ကြောင်းနဲ့ဝင်ရတဲ့အခါသူတို့ဘက်ကလည်းတွေ့ရှင်တယ်သူတို့ဘက်ကလည်းမြင်ရှင်တယ်ပေါ့ပြောရမယ်တောင်းဆိုလိုက်တာဗျဟိုသူတို့ဘက်ကလည်းဘယ်လိုလဲဆိုတာသိရှင်လို့ပါအေးအရှင်ကြားကလည်းတောင်းဆိုတာပေါ့အဲ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 ့သူစီနေလိုက်မယ်ဟောအဲ့လည်းပဲပြီးတော့တို့ကာမီငါးစီးနဲ့ဝင်ဝင်သွားလိုက်တော့၁၇နာရီတော့ရောက်ပါတယ်ဗျအဲ့ဒီမှာလည်းနည်းနည်း၃နာရီကျော်လောက်ပြီးတော့အဲ့ဒီပြောပြပါတယ်ဗျသူတို့ဘက်ကလည်းသူကတော့ဒီ ဒီနောက်ဟိုဖြစ်တဲ့အခါမှာဒီစစ်စစ်ပြီးတဲ့အခါမှာပြန်ဆက်တွေ့မယ်လို့တော့ပြောပါတယ်။ပြီးတော့တော့တရားအကြောင်းပဲဒီကြာလေးဆွေးနွေးကြည့်မယ်လေလို့ပြောပြီးတော့အောက်ဆုံးရပါတယ်ဗျာ။အဲသူကတော့တရားအကြောင်းဆိုရင်စိတ်ဝင်စားပါတယ်။ပြီးတော့တွေ့ရမယ်။အဲသူတို့ရဲ့တရားလေးပြောပြတတ်ပါတယ်။အဲသူတို့ရဲ့နေတွေ့ရပါမယ်။သူတို့ရဲ့နေလည်းအဲလိုပါပဲ။တရားအကြောင်းကိုဟိုအများကြီးတော့မပြောရပါဘူးဗျာ။ဒီဒီကတော့သူတို့ကလည်းသူတို့သူတို့ရဲ့တရားလည်းရှောက်ပါတယ်ဗျာ။သူတို့ဘယ်လိုဘယ်လိုလုပ်ရမလဲ။အဲ့တော့သူက ီလိုကလည်းတတ်နိုင်တော့ဒီလိုဘယ်လိုလုပ်အောင်လဲဆိုတာကိုပဲအိကဆရာကြီးရဲ့သဘောထားကိုလည်းသူကဘယ်လိုကူလေးနဲ့ပေါ့နော်ဘယ်လိုလေးစာကိုဆုံးဖြတ်လိုက်လဲဘယ်လိုမျိုးလေးရှောက်တော့ပေါ့မလွယ်ပါဘူးလို့ဒီတိတိကဆရာတော်ဖြစ်သွားတယ်မလွယ်မာနဖြစ်သွားတယ်တကယ်လုံးလုံးထားရင်ဒီမှာဘာမှလွယ်လွယ်နဲ့တော့မဆုံးဖြတ်ပါဘူးသူတို့ဘက်ကကြည့်တော့စေချာချာမလေးလာပဲနဲ့ဆုံးဖြတ်လိုက်တယ်ဆိုတာမျိုးကိုသူတို့ဘက်ကအဲထင်ထားတယ်ပေါ့အဲ့တော့တေချာသူတို့သူတို့ရဲ့ ဟောတဲ့တရားတွေကိုပြန်သူတို့ဖြည့်ရှင်းတာတွေပေါ့လေပြန်ပြီးတေချာလေ့လာသိခြင်းတဲ့သဘောမျိုးပေါ့အဲအဲ့လိုမျိုးရှိတာသူတို့ဖြည့်ရှင်းချက်တွေကိုတေချာမလေ့လာဘဲနဲ့အဲအမြန်ဆုံးဖြတ်လိုက်တဲ့သဘောမျိုးပြောတော့ဒီလိုတော့ပြန်ရှင်းပြပါလေဆရာတော်ကြီးတွေကဘယ်မှာတော့အလွယ်နဲ့မလုပ်ပါဘူးလို့တစ်ခါတည်းညင်အောင်လည်းမလုပ်ပါဘူးလို့ဒီတိုင်နာရဲ့သက်သက်လေးတိုင်နာကြီးကတော့လူတွေတိုင်ကြတာဆိုတော့ဘုန်းကြီးရဲ့လူတွေတော့မတူဘူးပေါ့ဆရာတော်ကြီးကတော့အထွတ်အထိပ်ကလူတွေတိုင်နာမဟုတ်ပါဘူးဗျာသောနာအဖွဲ့6ယောက်ပါယဟန်နှစ်ပါး နောက်ကလူလေးယောက်အမှန်ပါအဲ့တော့သူကအမှန်ရဟန်းရင်းနဲ့တိုင်ရတာပါလူလေးယောက်ဟိုနောက်ကပန့်ပိုးတဲ့သဘောနဲ့အလုပ်နဲ့ပြပါတယ်ဒီလိုတော့တိတ်တော့နားမလည်ဘူးနော်ဒီကြတာတော့ကွယ်နာမည်ကြီးတော်ဆရာအောင်မြင်လို့ကိုအောင်ဆိုတော့ရှေ့မှာလူလူတွေနဲ့တည်တာအဲ့တော့ဘောဆိုဟိုအင်းဦးနာစရိယာအဲဦးနကာတော့ရှိတဲ့နှစ်ပါးဦးကြီးကမြို့လည်းကောင်းကောင်းတော့မသိပါဘူးဒီမှာအဲ့တော့ဟိုရဟန်းရဟန်းဖြစ်တယ်လို့ပြောရမှာလူနဲ့မဆိုင်ပါဘူးဒီမှာ တို့ဘာမှလူတရားကိုအလိုဝင်ပြီးတော့လုပ်လို့မရဘူး။သူရဟန်းရဟင်းဖြစ်တဲ့ပွဲလူအဲပြီးတော့ကျတော့တိတ်ပြီးတော့ရှေ့တန်းမှာထွက်တဲ့တဘောလဲပါမလို့ဟုတ်ကဲ့လူတွေကတော့ပို့ပြီးတော့မှတက်ကြွတာလဲပါစာပေကိုကျွမ်းကျင်ပါမှန်ပါစာပေကိုကျွမ်းကျင်လို့မှန်ပါနောက်ပြီးတော့ပြီးတော့ပြည်လာကလုံထုံးလုံးကြီးရေသူတို့ချုပ်ကြိုင်ထားတဲ့အတ္တမာနဒေါသလောဘမာန မမဟုတ်ဘူးနောက်ကချုပ်ကင်ပြီးလက်မဲရလို့ဖြစ်ဖြစ်ဒီဟာဒီလမ်းတိုင်းကတို့ကောင်းနေဆိုတော့သူတို့ရွှေ့တယ်လို့ထင်တယ်လူတို့လို့ဒီနားမလည်ဘူးဆိုတော့အရှင်ညာတော်အောင်ပြောတတ်တယ်ဒါနိနေတာလေဆရာတော်ဘုရားကြီးစီနာရီနားလေတိကျဘူးကြီးလို့ဆိုတာကဲလို့မရတော့တဲ့အခြေအနေမျိုးသူလည်းပြောကြမယ်လို့ထင်တယ်တပည့်တော်တော့ဘာမှနားမလည်ဘူးဖြစ်သွားတဲ့အားအလုံးအရှင်များနဲ့အတူပဲဘီယန်နာမှာကြားရတယ်။အဲဒီအတွက် အခုလက်မမထိုးဘူးဆိုတော့ဩတတိရှိတာပဲဒါလိုပဲလေကုန်ပြီမိတယ်။ဘာဖြစ်လာမယ်ဆိုတော့အဲ့တော့နောက်ဆုံးရှင်ပြရဲ့ဥတုရိယနဲ့တွေ့ခြင်းဤ၎င်းသူတပည့်အရင်းနဲ့တွေ့ခြင်းဤ၎င်းအဲ့ရဲ့အဖြစ်ဟာအရှင်မြတ်နောက်ဆုံးဘလို့သုံးတတ်ပြမယ်။တပည့်တော်နှစ်ပါးဒီကိစ္စကိုအဲဘလို့ပြောတာဒါကိုလည်းဝေရှုခြင်းဆိုတဲ့ပြဿနာဟုတ်ပဲအရှင်ပြအနေနဲ့ဘလို့သုံးတတ်ရတယ်။တပည့်တော်ကြည့်တဲ့သူတွေဘေးရပြတ်တတ်ပြီးတော့အများကြီးရှိမှာ။တပည့်တော်ကတော့ ဒါအရှင်ပြားဖြစ်လာတဲ့အတွက်တော့ကြာအရှင်ပြားဟုတ်ပါအမုန်းမပွားစေချင်လို့ဒါပြီးတော့ဖြေရှင်းတာပါအဲဒီတော့သူ့ဘယ်ပုံကြီးနေတဲ့အိကပြောပြတာပေါ့ဆရာကြီးညာနဲ့ရှောက်ရှင်နေဆိုရင်လည်းအချိန်သိမ့်မရဘူးပေါ့ဟိုဆရာကြီးကဘာလဲရှောက်ပါလေသူ့ဘယ်ပုံကြီးတယ်မှလည်းဒီပြောစုဆုံးမတာကိုသူတို့လက်ခံနိုင်ပါလေ မှားတဲ့စင်တွေလည်းပြင်နိုင်ပါတယ်ပေါ့အဲ့လိုမျိုးဟိုပို့နေရှောက်တာရှိပါတယ်ဗျအဲ့ဒါလည်းတော့ లై ခဲ့မှာမပါတယ်ပေါ့နော်ဟိုအစာပိုင်းဆိုတော့သူကလည်းပြီးတော့ లై ပြမယ်လို့ပြောတော့သူကလည်းစီစစ်ပြီးတော့မှတင်တာကိုကောင်းလဲဆိုရတယ်ဒီကအစာပိုင်းမှာလိုက်လို့လည်းမအောင်ပြန်ဟုတ်တယ်လေပြောပြီးတော့မှပြောပြီးတော့မှအားနည်းနည်းလေးအဲသူတို့ပထမတော့သူတို့လည်းလေးနဲ့နည်းနည်းတင်းတာပါလေတင်းတော့လည်းဒီ နားလည်မှုပုံပြီးပါးစရာဖြစ်မှာသူတို့သူတို့ကတော့ဒီတိုင်းပဲလေအင်းအင်းဒီယောက်ျားလေးလည်းဖြစ်တာရင်နည်းနည်းဒီပြောတာဆိုတဲ့ညံမှာလဲနည်းနည်းအတန်ကျဲတာလို့လောတာလို့ကျန်းတာလို့ပေါ့ဗျာသိပြောမထိန်နိုင်သေးဘူးပေါ့အသက်တရတော့သိမငယ်ပါဘူးဒါပေမဲ့ဘုန်းကြီးဝိတာတရားထုတ်တာနည်းနည်းနည်းလေးလို့ဖြစ်ပါဘူးဗျာအဲ့တော့သူတို့ရဲ့အဲမှာဒီလိုရှင်းပြရင်းနဲ့လည်းတဖြည်းဖြည်းတော့ကြောင်းသွားပါတယ် ရှင်းပြနေတဲ့ဒီညာလေးစာပြီးတော့ဘယ်နဲ့ပြန်နေလဲဒီဘိုင်းကြည့်ပါဦးဟာဘယ်နဲ့နာယူနေဘယ်နဲ့ဘိုင်းနဲ့ပြီးကြပြောတာလေးရှိတယ်ဘိုင်းစွန်းစာရယ်နေစွန်းစာရယ်စာပြီးတော့အဲစာပြီးတော့မှတော့၂နာရီ၃နာရီတော့၂နာရီတော့ပြန်ကြွရပါတယ်အဲအဲ့ဒီမှာတော့ဒီလိုပြောရတဲ့အဲမှာပဲတိတာတော့ပြောင်းတော့ပါလေဗျာဒီလိုကလည်းပြောပြဘူး ပြစ်ပေးရမယ်ဒီလိုစိတ်တွေရှိပါအောင်ဗျာပြစ်ပေးစီခြင်းနဲ့စိတ်လည်းမရှိပါအောင်ဗျာဘာလို့ဆိုတော့အချင်းချင်းစောက်လျှောက်တာပေါ့နော်ပြီးတော့နားနေတာတော့မှားတယ်ဆိုတာတော့ပြီးတော့လည်းမှားခဲ့တာပဲလေဘယ်လိုမှဆိုမှားတာပါပဲဖေရတော်မှာဟုတ်တယ်ဟုတ်တယ်ပြီးတော့လည်းအမှန်မှန်ပြီးရတယ်ထင်ခဲ့တာပဲအချင်းတော့မှားမှန်းသိတော့ပြင်နိုင်သွားတာလည်းမပြင်နိုင်တာပဲကွာပါလေမှားတာကိုသိရတယ်မသိရရင်သိပြီးတော့ပြင်နိုင်တာလည်းမပြင်နိုင်တာအဲ့ဒါပဲကွာလေဆိုတော့ဟိုဒါကမဆန်းဘူးပေါ့နော်ပြီးတော့တစ်ခါကလည်းပြီးတော့လေ့လာတော့သူကတရက်ကို9နာရီလောက် တရက်ကိုတနာရီနဲ့၅ချိန်လောက်ခံရတယ်ပြီးတော့ရှင်းပြပြီးတာဒီအမေးပြေနဲ့တော်တော်လုပ်တယ်ပြီးတော့ပိုင်ရဆရာဖျားကြီးတရားတွေပုံမှန်နေ့တိုင်းဖွင့်ပြီးတော့တရားစခန်းမရှိတဲ့အချိန်ပါပေါ့နော်ပုံမှန်နေ့တိုင်းဖွင့်ပြီးတော့တရားထိုင်တယ်တလောက်ရှင်းရတရားစခန်းပုံမှန်ရှိတယ်အပြင်မှာတွားဟောတဲ့ဆိုရင်တရားစခန်းရှိရတစ်ချိန်လောက်ရှိတယ်ဒီချိန်မှာလည်းသူ့ရတာမှာဆိုရင်ယောဂီ၂၀၀လောက်ရှိတယ်အဲ့လိုပေါ့စွန့်စီဒီပါရည်လည်းမရှိဘူးကတ်တိုက်ချက်တွေလည်းမရှိဘူးပေါ့နော် ဟိုတင်းကပြင်းပြထန်ထန်အချိန်ချိန်ထိုင်ရတော့သူ့မှာကျတော့အဲ့လိုမျိုးမျိုးလည်းကူကူနဲ့နားလည်းကူပဲအဓိကထားပြီးတော့ရှင်းပြပေးတယ်အဲ့ကကျတော့တကယ်တရားထုပြင်းပြထန်ထန်အားထုတ်ထားတဲ့လူတွေကဒီရောက်တော့သူရှင်းပြလာနားလည်းသဘောပေါက်ပြီးတော့အေးချမ်းမှုတွေရကြတယ်ပေါ့နားလည်းသဘောပေါက်သွားကြတယ်အဲ့ဒါမှသူ့ဘောပိုင်းယုံကြည်ကြတယ်သူ့ဘက်တွေကလည်းဒါဒီလိုမျိုးပေါ့ကျေးဇူးရှိကြတယ်ပေါ့သူတို့နားမလည်တာကိုနားလည်အောင်ရှင်းပြပေးလိုက်နိုင်တယ်ပေါ့ရှင်းသူစီရောက်တော့ သူရှင်းပြတာကိုနားလည်တယ်ပေါ့လေအဲအဲ့လိုလည်းပဲနားလည်းပြောနားလည်တာတော့သူကလည်းနားလည်စီရင်လည်းစိတ်နဲ့နားလည်နားလည်သွားအောင်လို့နည်းနည်းလုပ်ယူတဲ့ဘောတော့ပါတာပေါ့နော်သူကလည်းသူနားလည်ရင်တိုင်းနားလည်သွားမယ်ဆိုတာမျိုးတော့မဟုတ်ဘူးပေါ့နားလည်အောင်လို့ပဲတမင်ကအားဆက်ပြီးတော့မှတင်ပေးလိုက်လို့မျိုးတော့ဖြစ်တော့အဲ့ဒါအဲ့ဒီခါမှာအဲ့လိုလုပ်ယူတာဆိုရင်တော့သိပြီးတော့ဘာဝတော့မကြအောင်ပေါ့နော်လုပ်ယူရဆိုတဲ့ဟိုကအစ်စ်မဟုတ်ပဲလေ ဆန်လုပ်နေတဲ့ဘောမျိုးတွေအဲ့လိုမျိုးတွေဖြစ်တတ်တဲ့ side effect တွေရှိတယ်ဆိုတာလည်းသိထားမိပါတယ်ခင်ဗျ။အဲ့ဒါကြောင့်ခုခုကိုထင်မှားမှုတွေဖြစ်မယ်ဆိုတာလည်းအဲပြီးတော့နားလည်ပါရဲ့ခင်ဗျ။အဲ့ဒါတွေကိုပြန်ရှင်းပြပြပါဦးခင်ဗျ။အဲသူတွေကတော့သူတို့ဘာ